ကိုရီးယားနိုင်ငံကိုအမေရိကန်သမ္မတလာဖို့ရှိနေတာကြောင့်ဆိုးမျိုးကအမေရိကန်တာယုံရှိမှာအမေရိကန်သမ္မတမြန်မာဒီမိုကရေစီရေးကူညီဖို့စာတမ်းတွေကင်ပြီးစောင့်ဆိုင်ဆန္ဒပြနေကြပါတယ်။မောက်တူးတင်ဆက်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။အော်တိုဝါလာ29ရက်နေ့မနေ့3နာရီကစပြီး ဆိုးမျိုးအမေရိကန်တာယုံ အနီးမှာမြန်မာပြည်သားတွေတွားရောက်စောင့်ဆိုင်ဆန္ဒပြနေကြတာပါ။ ီဒီကနေ့ပေါ့နော်ဒီနေ့လားတဲ့ယူရချက်ကတော့ကိုရီးယားနိုင်ငံကိုအာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကိုရီးယားနိုင်ငံကိုလာမယ်ဆိုကျွန်တော်တို့သိထားတော့တက်ကြပါတော့မနေ့ညကလေးကနေကျွန်တော်တို့ညဘက်ကလေးကနေလည်းလာရောက်ပြီးဆောင်းနိုင်နေခြင်းဖြစ်ပါတယ်လို့အဓိကတော့ကျွန်တော်တို့နိုင်ငံရေးအတွက်ပေါ့နော်တောင်းဆိုဆန္ဒပြတဲ့ဘောပဲပေါ့အနာသိစ်စစ်တပ်ရဲ့အပြစ်မဲ့ပြည်သူတွေပေါ်ညှဉ်းပန်းနှိပ်စက်မှုတွေရပ်တန့်ရေးအမေရိကန်သမ္မတကအကူအညီပေးဖို့ no fly zone လေရင်မပြန်တမ်းနေမြေတွေတတ်မှတ်ပေးဖို့နဲ့မြမဒီမိုကရေစီ ပြန်လည်ရှင်သန်ရေးအတွက်ကူညီပေးဖို့အကူအညီတောင်းခံတဲ့ဗနိုင်းနေကိုင်ဆန္ဒပြခဲ့ကြတာပါရိုင်ဂန်တယုံရှိမှမြန်မာနိုင်ငံသားတွေရဲ့ပူဇော်ဒါပြီးတော့ဆန္ဒပြခြင်းဖြစ်တယ်ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာခံစားနေရတဲ့သူတွေအားလုံးရဲ့ကိုယ်စားဒီမှာလေကြောင်းတိုက်ခိုက်မှုတွေကိုကျွန်တော်တို့က တမရအမေရိကန်တမရကိုမြင်အောင်ပြနိုင်ဖို့ကျွန်တော်တို့ဒီလိုဒီကြောင်ခံစားနေရပါတယ်ဆိုတော့မြင်အောင်ပြနိုင်ဖို့ဖြစ်ပါတယ်။ဟုတ်ကဲ့။အာကျွန်တော်ဒီနေ့လာတဲ့ဒီအချက်ကတော့ဘောနော်ကျွန်တော်တို့ကဒီမှာပြည်သူတွေအများကြီးဒုက္ခရောက်နေတာခံစားနေရတာတွေကျွန်တော်တို့ကအမေရိကန်ကဒါနဲ့ထရန့်ကိုကျွန်တော်တို့ပြောပြနေတယ်ဘောနော်ထရန့်ကလည်းဒီစက်ကျွန်တော်တို့ဘာကြီးကိုပြောပြနေတာဘောနော်အကူညီတောင်းဆန္ဒပြပွဲကိုတမရထရန့်ကိုရီးယားနိုင်ငံမှာရှိနေမဲ့ကာလတစ်လျှောက်လုံးပြုလုပ်သွားမယ်အကြောင်းလဲပြောဆိုခဲ့ကြပါတယ်ခင်ဗျာ ကျွန်တော်မောင်တူပါ